မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျမကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းမဲဖြစ်ပါတယ်။ ကချင်ပြည်နယ်အင်းတော်ကြီးဒေသမှာဒီကနေ့မွန်လွယ်ပိုင်း၃နာရီဝန်းကျင်ကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗါးဟိုပေမှာရှိတဲ့စစ်ကောင်စီအထိုင်တပ်တွေကနေအင်းတော်ကြီးဘက်ကိုပစ်ခတ်တဲ့လက်နက်ကြီးတံတွေလည်းထွက်ပေါ်ခဲ့တယ်လို့လည်းဟိုပင်ဒေသခံတွေကပြောဆိုကြပါဗါးလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာအင်းတော်ကြီးကံရဲ့အရှိတ်ဘက်ကမ်းမှာဖြစ်နိုင်ကြောင်းစီရင်နီးဆက်တဲ့တရင်ရင်းမြစ်တွေကပြောဆိုနေပေမဲ့တိချာဆက်တွေစုံစမ်းလို့မရသေးတာဖြစ်ပါတယ်။ ်စစ်ကောင်စီကဧပြီ၂ရက်နေ့ကနေထုတ်ပြန်ခဲ့တဲ့ယာယီပစ်ခတ်တိုက်ခိုက်မှုရစဲရေးကိုဧပြီ30ရက်နေ့အထိထပ်သိုးကြောင်းဒီကနေ့ထုတ်ပြန်ခဲ့တာကိုသိရပါဗျ။စစ်ကောင်စီကပစ်ခတ်မှုရစဲကြောင်းထုတ်ပြန်ထားပေမဲ့မြေပြင်သတင်းတွေအရလေကြောင်းတိုက်ခိုက်မှုနဲ့စီးရေးလှုပ်ရှားမှုတွေဇက်တိုက်ရှိနေတာလည်းဖြစ်ပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ TNL ထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့မှာလူရဲမှုတွေခက်စိတ်စိတ်ဖြစ်လာတယ်လို့မြို့ခံသတင်းရင်းမြစ်တွေကပြောပါရတယ်။ မနေ့ကဧပြီ23ရက်နေ့မွန်းလွဲ3နာရီလောက်မှာဈေးလာဝယ်တဲ့အလူငယ်အမျိုးသား2ဦးကအမျိုးသမီး2ဦးရဲ့ရွှေဆွဲကြိုးကိုလူရဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ Crown ကဈေးလာတဲ့လူငယ်2ဦးကကိုခိုင်မြို့ကောင်းခါလမ်းခွဲကခောက်ဆွဲဆိုင်တစ်ခုမှာဈေးဝယ်ခြင်းအောင်ဆောင်ပြီးဆိုင်းရှင်ရဲ့မိခင်ဆွဲထားတဲ့ရွှေဆွဲကြိုးကိုစောင့်ဆွဲဖြတ်ယူသွားတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့မြို့ခံ2ဦးကပြောပါဗျ။အချိန်နဲ့စောင့်ဆွဲခံရတာကြောင့်အမျိုးသမီးဟာနောက်ပြန်လဲကျသွားပြီးပေါင်ယိုးကျွားတယ်လို့လည်းသိရပါဗျ။ လူရတူတွေဟာကားကိုမောင်းပြေးသွားတဲ့အတွက်မြို့ကိုလုံခြုံရေးယူနေတဲ့တရားနာလေးအဖွဲ့ထံတိုင်ကြားခဲ့ပြီးတရားနာလေးအဖွဲ့ကလည်းမြို့ကိုပိတ်ဆို့ပြီးရှာဖွေစစ်ဆေးရေးတွေလုပ်ဆောင်ခဲ့ပေမဲ့အဆိုပါကားကိုမတွေ့ရှိခဲ့ကြောင်းသိရပါဗျ။ဒါပြင်တကြံတွင်းကလည်းကိုခိုင်းမျိုးရက်ွက်ငါကနေအိမ်မှာသမ ्या တိုင်လူရက်ခံရတာကြောင့်ရွှေ6ကျပ်သားနဲ့ငွေသားဆုံးရှုံးခဲ့ရတယ်ဖြစ်စဉ်နဲ့ပြီးကြတဲ့နေ့ရက်နေ့ကလည်းရက်ွက်6မှာအလားတူလူရက်မှုဖြစ်ပွားခဲ့တယ်လို့ကိုခိုင်းမျိုးခံကပြောပါတယ် လူရမှုတွေဟာရချားဖြစ်ပွားနေတာကြောင့်ဒေတာခံတွေအနေနဲ့စိုးရင်ကြောင်ကြနေရပြီးဒီလိုကိစ္စတွေဖြစ်ပေါ်ရတဲ့အကြောင်းရင်းကဒေတာရင်းအုပ်ချုပ်သူတွေအနေနဲ့လောင်းကစားယုံတွေကိုဖွင့်လှစ်လာကြတာကြောင့်လို့ဒေတာခံတွေကမှတ်ချက်ပြုပြောဆိုနေကြောင်းသိရပါဗျာ။ MNDAA ရဲ့ကိုကဲမှုနဲ့ကိုခိုင်မျိုးရက်ွက်လေးမှာလောင်ကစားယုံတစ်ခုလည်းဖွင့်လှစ်ထားတယ်လို့သိရှိရပါတယ်။ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။